မင်္ဂလာပါရှင်စပုတ်ဗီဒီယိုမြန်မာမှာကြိုဆိုလိုက်ပါရယ်2025ခုနှစ်မေလ29ရက်နေ့အင်္ဂါနေ့အတွက်နောက်ဆုံးရပြည်တွင်းသတင်းများကိုတင်ဆက်ပေးပါရမရှင် တရင်ကောင်းစဉ်ရန်ကုန်မြို့နယ်မိုင်90ကျော်အကွာဘကူဘောနက်ကြီးအနီးရှိစစ်တပ်ကိစ္စခန်းများနဲ့စစ်ကြောင်းများကိုတိုက်ခိုက်မှုစစ်သား6ဦးသေဆုံးပြီးလက်နက်16လက်သိမ်းဆည်းရရှိဇလင်တွင်ပြည်သူ6ဦးကိုတပ်ဖြတ်ပြီးအင်ဂျီ300နီးပါးကိုမိရှုဖျက်ဆီးခဲ့တဲ့စစ်တပ်စစ်ကြောင်းကိုလိုက်လံချေမှုန်တိုက်ခိုက်မှုစစ်သား30ကျော်သေဆုံးလက်ထိုးကြီးမြို့နယ်ထန်းစင်ရွာရှိတရုတ် gas pipeline ဆောင်စစ်တပ်စခန်းနဲ့ gas stone ဆက်စခန်းကိုတော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပါရရှိတဲ့သတင်းတွေကိုတင်ဆက် က်ပေးကြပါမယ်။ ဦးစွာရန်ကုန်မြို့နယ်မိုင်90ကျော်ကွာပဲခူးဘောနက်ကြီးနေရှိစစ်တပ်ကစကန်များနဲ့စစ်ကြောင်းများကိုတိုက်ခိုက်မှုစစ်သား6ဦးသေဆုံးပြီးလက်နက်16လက်သိမ်းဆည်းရရှိရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။ရန်ကုန်မြို့နယ်မိုင်90ကျော်ကွာရန်ကုန်မန္တလေးအမြန်လန်းပဲခူးမြို့ဘောနက်ကြီးတဝိုင်းရှိစစ်တပ်ကစကန်များနဲ့စစ်ကြောင်းများကိုတော်လိုင်းတပ်များကတိုက်ခိုက်ခဲ့ရမှာစစ်သား6ဦးသေဆုံးပြီးလက်နက်16လက်သိမ်းဆည်းရရှိကြောင်းပဲခူးခရိုင်တရင်အမှတ်303တက်ခွဲရွှေချောင်းတက်ခွဲမှာတာဝန်ရှိသူတဦးထံကသိရှိရပါရစေ။မေလ16ရ ရက်နေ့နက်နက်နာရီခန့်ချိန်ဘကုမြို့နယ်ဘောနက်ကြီးစောင်းတူတိုက်ကြီးမိုင်90လမ်းပိုင်းတနေရာရှိစစ်အင်အား15ဦးခန့်ဖြင့်ထွေထားသောဂျီတော်ရစစ်ကောင်စီရဲ့ Kingin Scan ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားများကိုလူယုံထွက်ပြေးသွားကြောင်းသိရှိရပါတယ်။ဆိုပါစစ်တပ်ကိစ္စကန်အတွင်းမှာ G4 အမျိုးအစားတနက်နှစ်လက် G3 အမျိုးအစားတနက်နှစ်လက် G2 အမျိုးအစားတနက်တစ်လက် M1 ကပိုင်းမျိုးအစားတနက်ကိုလက်9.6နှစ်ကြီး980တောင်း9.6နှစ်ကြီးပေါက်20ခု M1 ကပိုင်ကြီး950တောင်ကပိုင်ကြီးပေါက်18ခု9.56ကြီး139တောင်နဲ့9.56ကြီးပေါ်တို့ကိုတိန့်စီရရှိခဲ့ပြီးစစ်ကောင်စီကကင်စကန်ကိုမိရှုရှင်းလင်းခဲ့ကြောင်းသိရှိရပါတယ်အလားတူပဲမေလ22ရက်နေ့နနက်9:55မိနစ်အချိန်ကတွင်ရန်ကုန်မန္တလေးအမြန်လမ်းမိုင်နိုင်32မိုင်9ဖလုံးရှိဂျမတ်စစ်ကောင်စီတပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်သား2ဦးသေဆုံးခဲ့ပြီးတဦးထဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်တို့တူမေလ24ရက်နေ့နနက်8:40မိနစ်အချိန်ကတွင်လည်းဘကုမျိုး နဲ့ဘောနဲ့ကြီးဆောင်တူတိုက်ကြီးမိုင်90လက်မိုက်တနေရာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုကြားပြတ်တိုက်ခိုက်ခဲ့ရမှာပြည်စောတိဖွဲ့ရဲ့ဒုတက်စိတ်မှုပါဝင်၄ဦးသေဆုံးပြီး M1 ကပိုင်မျိုးစားတဲ့နဲ့လက်တင်စီရရှိခဲ့တယ်လို့သိရှိရပါတယ်။စစ်ဘောတိုက်ခိုက်မှုများကိုတော့ပဲခူးကရိုင်တရင်အမှတ်3031တခွဲ3ရွှေချောင်းတခွဲမှာရဲဘော်များကလုဆောင်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကဲမရှိပြန်လည်ကဆုတ်ခွာနိုင်ခဲ့ကြောင်းလက်ရှိတွင်တိုက်ပွဲဖြစ်ပွားရာနေရာတစ်ဝိုက်ကိုစစ်ကြောင်းထိုးနေကြောင်းသိရှိရပါတယ်။လက်ရှိတပ်ဖွဲ့များမှာရန်ကုန်မြို့နယ်မိုင်90ပတ်လည်အတွင်းရ ောက်ရှိလာနေတာဖြစ်ပြီးဒေါ်လာယင်းတက်များကနေရာပေါင်းစုံကိုဖြန့်ချက်ကစစ်ကောင်စီတက်စကန်များကိုထုတ်စစ်ဆင်လျက်ရှိကြောင်းသိရှိရပါတယ်ရှင်။ ဆလပီဆလင်းတွင်ပြည်သူ6ဦးကိုတပ်ဖြတ်ပြီးအင်ဂျီ300နီးပါးကိုမိရှုဖြစ်စီခဲ့တဲ့စစ်တပ်စစ်ကြောင်းကိုလိုက်လံချေမှုတိုက်ခိုက်မှုစစ်သား30ကျော်တိစုံသွားတဲ့တရင်ကိုတင်ဆက်ပေးကြပါရစေ။မကွေတိုင်းဆလင်းမြို့နယ်တွင်ပြည်သူ6ဦးကိုတပ်ဖြတ်ပြီးပြည်သူနေအိမ်300နီးပါးကိုမိရှုဖြစ်စီခဲ့တဲ့စစ်တပ်စစ်ကြောင်းကိုလိုက်လံချေမှုတိုက်ခိုက်ခဲ့ရမှာစစ်သား30ကျော်တိစုံခဲ့တယ်လို့မြို့ကရိုင်းအမှတ်5တရင်မှတာဝန်ရှိသူတို့ထံကသိရှိရပါရစေ။မြို့လ13ရက်နေ့အင်အား250ခန့်ဖြင့်ဆလင်းမြို့မှအနောက်ကမ်ပေါလန်အတိုင်းဝမ်ပြည့်ကျွာဘက်မှတဆင့်ဝင်ရောက်လာသောပခုတ်ကူ ူမြို့တက်မှာတရတဲ့ခလာရ255တရင်ပြည်စောဒီမြာကိုမေလ15ရက်နေ့ညနေပိုင်းတွင်ပိန်နေပင်ငလင်းပန်းကြီးရွာရောက်ဒရုန်းဖြင့်ပုံကြီးနှလုံးမေလ16ရက်ညပိုင်းတွင်60ကွန်မန်ဒိုစိန်ပြောင်းဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်အလားတူပင်မေလ19ရက်နေ့မွန်တဲ12နာရီချိန်ကတွင်ဆလင်းမြို့နယ်ကွေးကုန်းငတန်းကောင်းကြီးရွာတရောင်းမြောက်ချန်အရောက်ရင်ဆိုင်တိုက်ပွဲဆင်နွှဲခဲ့ရမှာညနေ3နာရီတိတိုက်ပွဲပြင်းထန်ခဲ့ကြောင်းမေလ22ရက်နေ့နနက်10နာရီတွင်ကွေးကုန်းငတန်းကောင်းကြီးရွာအနီးတွင်ထပ်မံတိုက်ခိုက်ခဲ့ရမှာညနေ 9:00အထိတိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရှိရပါတယ်။မေလ23ရက်နေ့တွင်လည်းစနေ6:00ကျင်းရွာနှင့်ရွှေကူကျင်းရွာတွင်အပြန်အလှန်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီးမေလ24ရက်ညနေ3:00ချိန်ခန့်တွင်လည်းဦးတည်ကျင်းရွာမှထိုင်းချရန်နာစဉ်ထမံဝင်ရောက်တိုက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။စူပါတိုက်ခတ်မှုများတွင်ဂျမစစ်ကောင်စီတပ်သား30ဦးထပ်မံတိုက်ဆုံခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကမေလ25ရက်နေ့တွင်ဦးတည်ကျင်းရွာမှလင်းစင်းရဲစခန်းတည်ပြန်ဆုတ်သွားခဲ့ကြောင်း73ရက်ကြာတိုက်ခတ်မှုအတွင်စစ်ကောင်စီတပ်ကဒီကြောင်းတိုက်ကူဖြင့်ပြစ်ကူပေးတိုက်ခိုက်မှု ှစ်ကြိမ်လွှတ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ဂျမတ်စစ်ကောင်စီတပ်သားများဟာဂွေကုန်းကတန်းကောင်းကျွာနဲ့စနေချောင်းရွာတို့မှပြည်သူ6ဦးကိုတပ်ဖြတ်ကဂွေကုန်းကျွာမှအင်ဂျီ80ကျော်၊ကတန်းကောင်းကျွာမှအင်ဂျီ90ကျော်၊စနေချောင်းရွာမှအင်ဂျီ90ကျော်၊ဦးတီရွာမှအင်ဂျီတရားနေပါ၊ကန်တာရွာမှနေအိမ်တလုံးတို့ကိုမိရှုကဖျက်ဆီးခဲ့ကြောင်းသိရှိရပါတယ်။ဆိုပါတခိုင်မှုကတော့မင်းမှုခရိုင်အမှတ်ငါတရင်နဲ့ချားမဟာမိတ်များဖြစ်သောဗမာအာမီမကွေတိုင်းထူးလှူရှာတရင် SR7 မကွေပကပစစ်ကြောင်းရင်းနှီး တာကိုလုံးစလင်းမြို့နယ်ပကဖားပကုတ်ကူခရိုင်အမှတ်စကုတ်တရင်ပေါ့တောင်ပိုင်းဂျမိုင်းနယ်ဒုနာပြူဖွဲ့ရုပ်ဖြင့်ပူပေါင်းကတကယ်ကြခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တအူတိုင်းပြည်နယ်ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက်အသက်ပေးလူခဲ့ရကြောင်းသိရှိရပါတယ်ရှင် ဆလပီနတူကြီးမြို့နယ်တန်းစီရွာရှိတရုတ် gas pipeline ဆောင် site scan နဲ့ gas stone set scan ကိုတော်လိုင်းတက်များကတက်ခိုက်သိမ်းပက်လိုက်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းနတူကြီးမြို့နယ်တန်းစီရွာနေ့ရှိတရုတ် gas pipeline ဆောင် site scan နဲ့ gas stone set scan ကိုဝေရောက်တက်ခိုက်သိမ်းပက်ခဲ့ရမှာစစ်သားလေးဦးသေဆုံးပြီးလက်နက်နှစ်လက်နဲ့ကျန်းမာဆက်တလုံးသိမ်းဆည်းရရှိခဲ့တယ်လို့မြင်းချန်ကရဲ့အမှတ်ရတဲ့ရင်မှာတာဝန်ရှိသူတို့ထံကသိရှိရပါတယ်။မေလ15ရက်နေ့နေ့6နာရီချိန်ကစတင်ပြီးနတူကြီးမြို့နယ်တန်းစီကြီးရွာနေ့ရှိတရုတ်နိုင်ငံပိုင်း င်း gas pipeline ဆောင်စစ်ကောင်စီတပ်စခန်းကိုကိုမြင့်ဆောင်မြမီစစ်စင်ရေးဖြင့်ဝေရောက်တိုက်ခိုက်ခဲ့ရမှာဂျမ်းမစစ်ကောင်စီတပ်ကလေရင်ဖြင့်အသေးတံပုံကျဲကူကံခဲ့ကြောင်းတရားရီမေလ15ရက်နေ့ည3:00နာရီထိတိုက်ပွဲမှာကျင်းပခဲ့ပြီးနောက်စခန်းသိမ်းယူနိုင်ခဲ့ကြောင်းစစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီး UC မျိုးစားတနက်တလက် MA3 မျိုးစားတနက်တလက်နဲ့အဲ့ channel ညမတလုံးတို့တင်စီရရှိခဲ့ကြောင်းသိရှိရပါတယ်။ဆိုပါတိုက်ခိုက်မှုကတော့မြင်းချန်ခရိုင်မှတ်ရှိတဲ့ရင်နဲ့နေတူးကြီးမျိုးနယ်ဘက်ကဖားတို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးနေတူးကြီးဘက်ကဖားမှရဲဘော်တအူကြဆုံကစစ်က ောင်စီတက်ရဲ့လေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်မှုကြောင့်မစိုးရိမ်ရတန်ရနေငယ်ထိခိုက်ဒဏ်ရာရရှိတဲ့ရဲဘော်တို့ရှိကြောင်းသိရှိရပါတယ်။တရုတ် gas pipeline ဆောင် status scan ကိုဒေါ်လာရင်းတက်များကတက်ခိုက်သိမ်းပိုက်မှုဟာနိုင်ငံရေးအရာအရေးပါတာဖြစ်ပြီးစစ်ကောင်စီတက်အနေနဲ့တရုတ်ရဲ့အကျိုးစီးပွားကိုအကွက်မပေးနိုင်တော့တဲ့အခြေအနေကိုပေါ်လွင်စေကြောင်းဒေါ်လာရင်းတက်များအနေနဲ့စစ်တပ်ကကွက်ထားသော sys scan များနဲ့အတူတရုတ်ရဲ့အကျိုးစီးပွားဆက်ယူနေနေရာများကိုသိမ်းပိုက်ခြင်းမှာနိုင်ငံရေးအရပြောင်းလဲများစွာဖြစ်ပေါ်လာသည်ဟုဆိုနိုင်ကြောင်းဒေါ်လာရင်းတရင်မြို့ကသုံးသက်က ာပြောဆိုနေတာလေးဖြစ်ပါတယ်ရှင်။ဒီကနေ့2025ခုနှစ်မေလ29ရက်နေ့အတွက်အစိုးရပြည်ရင်းသတင်းများကို Support Media မြန်မာမှတင်ဆက်ပေးရတာဖြစ်ပါတယ်။ကျွန်တော်ကတော့သတင်းတင်ဆက်သူဟွန်ယီမီဖြစ်ပါတယ်ရှင်။